အဲ့မှာဒီမူရစီအကြောင်းနည်းနည်းလေးထပ်ပြီးပြောရမှာဆိုရင်ကျွန်တော်တို့ဟို Facebook post တွေမှာလည်းရှိပါတယ်ဒီဆေးတွေအာမတုံးချနဲ့ဟိုဒီဆေးတွေမကောင်းဘူးပေါ့နော်ဟိုဒီဆေးတွေကဟိုဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့ရပြောတဲ့ post တွေရှိတယ်ဟိုအသိပညာပေးတဲ့ကိစ္စတွေရှိတယ်ဒါပေမဲ့ဘာတခုရှိတယ်ဆိုတော့အဲ့အသိပညာပေးတဲ့လူတွေကမတုံးမတုံး ုံးတော့ဘာဖြစ်လဲဆိုတော့သူတို့ပြောတဲ့ဟာတွေကလက်တွေ့မကြဘူးလက်တွေ့မကြဘူးဒီဒီစာပေမှာဆိုလို့ရှိရင်လည်းမီလီယံများကိုဖျက်ကျော်ခြင်းဆိုရယ်စာအုပ်ကိုရေးခဲ့တဲ့ဆရာထန်းတပင်ဆန်းလို့သာရှိတယ်ဒီဘိန်းဖြူကြောင်းရေးတာဘိန်းဖြူကြောင်းရေးတာသူ့စာအုပ်ကစုတီပိုက်ပါရတယ်တကယ်လဲကောင်းတယ်ဘာလို့ကောင်းလဲဆိုတော့ဆရာထန်းတပင်ဆန်းလို့ရကိုယ်တိုင်လည်းဘိန်းဖြူဆွဲပြီးတော့ဟိုကတော့ပါရဲ့ဒီအဝူဝိလစ်စလစ်ပေါ့နော်ဝိလစ်စလစ်ကြီးနဲ့ရှောက်ပြေးတဲ့အထိကိုသူကနိုင်ငံခြားမှာဘိန်းဖြူဆွဲခဲ့တာ သူလည်းတကယ်ဟိုခက်ခက်ခဲခဲနဲ့ဟိုအဆင်ပေါင်းများစွာကြော်ဖြတ်ပြီးတော့မှဒီဘင်းပြူဖြတ်ခဲ့ရတယ်ဆိုတော့သူရေးတဲ့ဟာအရန်ကိုကောင်းတယ်အရန်လည်းဟိုဟိုသူ့စောက်ကိုဖတ်လိုက်လို့ရှိရင်ပုံမှန်တုံးနေတဲ့ဒီစေသမားတွေသူ့စောက်ကြောင့်စေးပြတ်သွားတဲ့လူတွေအများကြီးရှိတယ်ဒီဘင်းပြူဘင်းပြူခက်ပေါ့နော်အဲ့ခက်ကတော့ဘင်းပြူခက်မှာပြတ်သွားတဲ့လူတွေလည်းရှိတယ်ဟိုဆရာဒီဟော်ဘောပွဲတွေမှာသူသွားပြီးတော့မင်းတို့ဒီဘင်းပြူရဲ့ဘေးအတွက်စိုးကြောင်းပြောရင်သူပြောတဲ့ဟာတွေကတကယ်ကွက်တိကွက်ကွက်ကွက်ထိမိနာပဲ ာလူငယ်တွေကလည်းဟာသူတို့လက်တွေ့ကြုံရတာနဲ့ကွက်တိဟာဈာစုဆရာဘလို့ဆေးဖြတ်ခြင်းနဲ့ဟာဆေးဖြတ်မင်းတို့ဒလူ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 ဖြတ်ဒလူလူလူငါနဲ့အတူလိုက်ပြီးလို့ဆိုဟာသူပြောတဲ့လမ်းညွှန်ချက်ကြီးအယမ်းမိုက်တယ်ဘာလို့မိုက်လဲဆိုတော့သူကိုယ်တိုင်သုံးလို့ဆိုတော့အဲ့ဒီမှာကြုံလို့ကျွန်တော်ဘူးသူဒ်အနေနဲ့ပြောရင်ဆရာထန်းနေမဲ့ဆောင်းနေစောက်တယ်မှာအယမ်းကောင်းတဲ့စာစာတစ်ပိုက်ရှိတယ်စာစာလေးပေါ့နော်ဟိုစာပိုက်ဒီတစ်ပိုက်ရှိတယ်အဲ့လိုက်ကျွန်တော်ပြန်ပြောပြမယ်အာတချို့ပေါ့ဟိုအဲ့ဒီမွေးစေးဟိုမဆွဲဘူးမဆွဲဘူးပေါ့ငါတို့ကစိတ်သက်မာမာကြောတယ်ပေါ့ဆိုရလူတွေ မြို့မြို့ကြီးတစ်မြို့ပေါ့မြို့ကြီးတစ်မြို့မှာဆရာဝန်တယောက်ရှိတယ်အဲ့ဆရာဝန်ကသူ့ရဲ့အဓိကအလုပ်ကဘာလဲဆိုတော့ငွေစည်းဖြတ်ပေးတာအဲ့ဆရာဝန်ကအရန်နာမည်ကြီးတယ်ငွေစည်းသူကိုယ်တိုင်ဖြတ်ပေးတာသူသူဖြတ်ပြီးတော့ပြတ်သွားတဲ့စေသမားတွေအများကြီးပဲအရန်နာမည်ကြီးတယ်အဲ့ဆရာဝန်ကသူ့စီမှာလာပြီးငွေစည်းဖြတ်တဲ့လူတွေကိုသူကြည်ရုပ်ရှင်မင်းသားပါတယ်ဟိုဟိုစာရေးဆရာတွေပါတယ်စီပွားရေးလုပ်ငန်းရှင်တွေပါတယ်လူတော်တွေပါတယ် ဟိုပညာတတ်တွေပါတယ်ဒီဒီလူတွေကွာဘောနော်ဒီမွေးရစီဒီလောက်မကောင်းမှန်းနဲ့တည်တယ်ဟိုဘေးထွက်ဆူကျိုးအရမ်းများမှန်းနဲ့တည်တယ်ဟိုတခြားပညာမတတ်တဲ့လူတွေတခြားဟိုအချင်းနေမဲ့တွေပေါ့ထားပါတော့ဟိုဘဝကိုဘာမှအနာဂတ်မရှိတဲ့လူတွေတုံးနေငါမပြောဘူးဒီလူတွေတုံးပြီးတော့ဘဝပြောက်သွားတာငါအံ့ဩလို့မဆုံးဆရာဝန်ကြီးရတခြားကျတော့ तू ဘယ်လိုစိတ်ပွက်တော့ဘလောက်ကောင်းလို့မလို့တော့အဲ့ဆရာဝန်ကြီးဘလောက်ကောင်းလို့မလို့ဒီမူရစီပေါ့ ငါအသုံးကြည့်မယ်သူတို့သုံးတဲ့အဆင့်တိုင်းကိုငါအသုံးကြည့်မယ်လုံးဝငါဆိုမဆွဲစီအောင်ငါဆိုဒီဟာတွေဖြတ်ပေးနေတယ်စမ်းသုံးတာအဲ့ဆရာဝန်ကြီးကအဲ့ဆောက်ထဲမှာတော့မြို့နဲ့အတိအကျသူကပြောပြထားတယ်ကျွန်တော်ဒီမှာတော့မြို့နာမည်ပဲမထည့်တော့ပါဘူးနော်အမစမ်းသုံးကြည့်တာစမ်းသုံးရင်သုံးရင်သုံးရင်နဲ့ဘလို့ပြောဆိုဆရာဝန်တကယ်မွေးစီဆွဲသွားတကယ်မွေးစီဆွဲပြီးတော့ဘလို့ဖြစ်လဲဆိုတော့လုံးဝစီလည်းမခုနိုင်တော့နောက်ဆုံးဘလောက်ထိဘဝပြောက်သွားလဲဆိုရင် တကယ်အဲ့ဘေးဖြူဆွဲပြီးတော့လမ်းဘေးကိုရောက်ပြီးတော့လမ်းဘေးမှာဟိုသူ့ဘဝနေဝင်ခြင်းကိုယူသလိုလိုကြောင်းသလိုလိုအဖြစ်နဲ့ဘဝနေဝင်ခြင်းဖြတ်တန်းသွားတယ်အဲ့မှာအဲ့ဟာဖြစ်ရမှန်အဲ့ဒီအဲ့ဒီအတိုင်းပဲကျွန်တော်တို့မဆွဲဘူးကဘာမှဖြစ်ဘူးငါတို့စိတ်သက်ခိုင်ပါလေဆိုရလူတွေပဲဒီဟာကိုတွားပြီးတော့ဆွဲကြတာဆွဲလန်းသွားကြတာပေါ့နော်ကျွန်တော်တို့ဒီခုနကပြောခဲ့သူဒီဒီဘက်ခရဲ့ပါတီကျွဲရဲ့ဆွဲဆောင်မှုကို ကြောက်ဖို့ကောင်းတယ်လို့ကျွန်တော်ပြောချင်တာလေအဲ့ဒီဟာတစ်ချက်လည်းပါတယ်ငါတို့မစွဲဘူးငါတို့မစွဲဘူးဒီစီပဲအဲ့ကြည့်ပါလား WY တို့ဟိုဟာတို့ဘင်းဖြူတို့တုံးတဲ့လူတွေဆိုရှင်ကြည့်ပါလားတုံးပြီးလို့ရှိရင်ဟာနောက်ဆွဲသွားပြီးလို့ရှိရင်အမီဒီဖေးတို့ဒါနဲ့လိုက်ခုတ်ဟာကိုအိမ်ကပတ်စံနေခိုးဟာကိုအိမ်နေရောင်းခြံနေရောင်းကားနေရောင်းအဲ့လိုတွေဖြစ်ကြတာငါဆိုဒီနေ့ရက်နောက်နေ့မသွားပဲနေနိုင်တယ်ဟုတ်တယ်မသွားပဲနေနိုင်တယ်တကယ်လည်းမသွားပဲနေနိုင်တယ်ဒါပေမဲ့မသွားပဲနေလာဆိုမနေဘူးမနေဘူး နောက်ဆုံးအဲ့လိုအတန်ကြာလို့ရှိရင်သွားချင်းလာတာပဲကိုကိုကိုဆွဲလို့ဆွဲမှမသိအောင်သွားဆွဲဆောင်တာအရန်နူးညံ့တိမ်မှုတယ်ဒီခါရဲ့ဆွဲဆောင်မှုကအဲ့မှာဒီကျွန်တော်ဆာအိုဒီအကြောင်းပြန်ဆက်ရရင်တော့စင်တီယာဒီမွေးစည်းလောကထဲမှာသူကကျင်လေပြီးတော့ကျွန်တော်အာဒါကိုဒီလေးရေးတာပါနော်ဒီကောင်မလေးဘလူးကျင်လေခဲ့တယ်ဘလူးကျင်လေခဲ့တယ်ဆိုတော့ကျွန်တော်ကိုဒူလီလေးရေးတာကျွန်တော်ဖြစ်ခဲ့တယ်ပဲကျွန်တော်အဲ့စင်တီယာလည်းတငယ်ချင်းညာခေါ်ရတယ်ဟဲ့တုံးပါဘာမှဖြစ်ဘူးနင်ဘာမှဖြစ်ဘူးဘာမှဖြစ်ဘူးဘာမှဖြစ်ဘူးကနေသူကတဖြည်းဖြည်းနဲ့ ဲ့ဒီဟာတွေဆွဲလန်းသွားပြီးတော့ဟိုအဲ့ဒီဟာမသုံးဟိုတုံး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 နဲ့အဲ့ဒီဟာတွေကြိုက်ပြီးတော့တစ်ခါစီးကြလာတဲ့အချိန်မှာကိုမိသားစုမှာပြဿနာကြီးတက်ပြီးတော့မှနောက်ဆုံးကြတော့သူ့အမေစီမှာသူ့အမွေတောင်းနေပေါ့အမွေတောင်းပြီးတော့သူ့အမေကကဲတမီအဲ့ဆိုလို့ရှိရင်နင်းဒီမှာတော့မနေတော့နဲ့နင်းကအမွေပေးမယ်အဲ့ဒီရွာလေးတူရမှာနင်းသွားပြီးတော့ကျောင်းဆရာမှာသွားလို့ကျောင်းဆရာမှာသွားလို့ပြီးလို့ရှိရင်နင်းအဲ့ကျောင်းဆရာမှာလှုပ်ရင်းနဲ့ဟိုကျောင်းဆရာမှာတော့မဟုတ်ဘူးပေါ့ပြောလို့ဆိုရင်တော့ဟို ကလေးတွေကိုအင်္ဂလိပ်စာသင်တဲ့ဆရာမပေါ့အင်္ဂလိပ်စာသင်တဲ့ဆရာမနေသွားလို့အင်္ဂလိပ်စာသင်တဲ့ဆရာမသွားလို့ပြီးရှင်အဲ့မှာတစ်နှစ်နေပြီးလို့ရှင်နေပြန်လာခဲ့နေပြန်လာလို့ရှင်ညကဒီအမွေပေးမယ်ဆိုတော့အဲ့မှာစင်တီးရနေပြီးတော့ဒီဟိုအမေကိုဂတိတောင်းပြီးတော့အဲ့မအထက်မြတ်မပြီးမတရားမြို့နယ်မှာရှိတဲ့နေသားမြန်ရွာလေးကိုသူကထွက်သွားတယ်ဗောလေအဲ့ဒီခါလေးကျွန်တော်ကဇက်လန်ကြီးတာတာဒီကျွန်တော်စာအုပ်ဒီအဲ့နက်နက်ခင်းမှလင်းနေကြမှာအပိုင်းနှစ်ပိုင်းရှိခဲ့တယ်ဗောနော်ဒီအပိုင်းနှစ်ပိုင်းမှာ ပရမတပန်စင်ဒီယာပိုင်းစင်ဒီယာပိုင်းကိုတော့ကျွန်တော်ဒါဟိုရန်ကုန်နိုင်လိုက်ရဲ့မူရစီအကြောင်းလေးတွေကျွန်တော်ကျွန်တော်ဒီကမိတ်ဆွေတို့သိသိကျင်တာနဲ့ရှင်းပြရှင်းပြခဲ့လိုက်တာပေါ့